တာအမ်မြော်တာလမြော်ရဲတပ်မတော် TN လက်ရေးကမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုသူတို့ရဲ့စခန်းတွေကနေဘာကြောင့်ဆုတ်ခိုင်းနေရလဲဒါစစ်ကောင်စီအတွက်လမ်းကြောင်းရှင်းပေးနေတာလားဒါမှမဟုတ်တိထပ်ပွန်နှဆိုင်တဲ့မဟာဗျူဟာတွက်ချက်မှုတွေရှိနေရလားတော်လင်းရင်ရဲ့ကြီးမားဆုံးစွာကစုစည်းညီညွတ်မှုလို့အလောကပြောနေကြတဲ့အချိန်မှာလေမဟာမိတ်အချင်းချင်းတစ်ဖွဲ့ကနောက်တစ်ဖွဲ့ကိုငါးနေရာကဖိပေးလို့ပြောလာတဲ့အခါ ဘာကိုအဓိပ္ပာယ်ဖွင့်ရမလဲရှင်ဒီနေ့တော့မြန်မာပြည်မြောက်ပိုင်းမိုးခွနဲ့မိုးမိတ်မြောက်နယ်တွေမှာထိပ်ပေါ်နေတဲ့အင်မတန်ရှုပ်ထွေးပြီးတိုင်းမွေတဲ့အခြေအနေတစ်ခုကိုအသေးစိတ်ဆွေးနွေးကြည့်ကြပါတယ်ကျမတို့တအဓိကသတင်းရင်းမြစ်ကတော့ဒီအီရာဝတီသတင်းဌာနရဲ့ရုပ်သံမတန်ကရရှိတဲ့အချက်လက်တွေပေါ့နော်ဒီနေ့ကျမတို့ဒီရှုပ်ထွေးတဲ့ပဟေလီကိုအဖြေရှာကြည့်ကြမှာပါတအမ်းမြတ်တလမြရေးတက်မတော် TN လက်ရေးကမဟာမိတ်ပြိတုကခွေရေးတက် PDF တွေကို သူတို့ရဲ့စခန်းတွေကနေဘာကြောင့်ဆုတ်ခိုင်းနေရလဲဒါစစ်ကောင်းစီအတွက်လမ်းကြောင်းရှင်းပေးနေတာလားဒါမှမဟုတ်တိထပ်ပေါ်နှဆိုင်တဲ့မဟာဗျူဟာတွက်ချက်မှုတွေရှိနေရလားဟုတ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့ကဒီရှုပ်ထွေးတဲ့မြေပြင်အနေထားရဲ့နောက်ခွေကမဟာဗျူဟာတွက်ချက်မှုတွေနိုင်ငံကြီးအပေးအယူတွေနောက်ပြီးတော့မဟာမိတ်အထွေထွေဂျာကတိမ်မွေးတွေအားပြိုင်မှုကိုနားလည်အောင်စူးစမ်းကြည့်ကြမှာပါရရှိထားတဲ့သတင်းအချက်အလက်တွေအရလည်း ဒီဖြစ်ထက်ကရိုးရှင်းတဲ့မြေမြေလူပွဲတစ်ခုထက်အများကြီးပိုပါတယ်။ဒါကတော်လန်ရဲ့အနာကလမ်းကြောင်းကိုတောင်အရေးထိုးပြနေနိုင်တဲ့အခြေအနေတစ်ခုပါ။ဒါကြောင့်ဒီနေ့မှာမော်ဂူမျိုးရဲ့အရေးပါပုံနဲ့စပြီးတော့ TNLA ရဲ့လွတ်ဆောင်ချက်နောက်ခွဲကဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေအချီအတွင်းကြာတောင်းတကြည့်ကြတာပေါ့ဗျာ။ဟုတ်ကဲ့ပါ။ဒီပြဿနာကိုနားလည်ဖို့ဆိုရင်အရင်ဆုံးမော်ဂူမျိုးရဲ့မြေအနေအထားကိုကြည့်ဖို့လိုမယ်ထင်တယ်။ ။ဘာလို့လဲဆိုတော့အခုဖြစ်နေတဲ့အပြိုင်မှုရဲ့အဓိကတော့ချက်ကအဲ့ဒီမှာရှိနေတာ။ဒေတာခန်နေကမိုးကိုကိုအိုးပုံတန်တန်မျိုးလူခေါ်ကြတယ်လေဆိုလိုလာကမြို့ကချွင်ဝမ်းထဲမှာရှိပြီးပပလဲမှာတောင်ကုန်းကြီးကဝင်းရံထားလာအဲ့ဒီတော့အဲ့ဒီတောင်ကုန်းကြီးကိုဘသူထိန်းချုပ်နိုင်လဲဆိုတဲ့အပေါ်မှာမြို့တစ်ခုလုံးရဲ့လုံခြုံရေးကမူတည်နေတာကိုပတိကြပဲဗျာအဲ့ဒီတောင်ကုန်းကြီးကိုစီရဲအယဆိုမှုကုန်းဒါမှမဟုတ်ဖြူဟာကုန်းလေးလူခေါ်ကြတယ် အခု TNL ရာ PDF တွေကိုစုခဲနေတဲ့ဆိုတဲ့နေရာတွေကအဲ့ဒီလိုအချက်အချာကြတဲ့တောင်ကုန်းတွေပဲပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကဒီနေရာတွေဟာစက်တရက်20ခွင်စစ်စင်ရေမတိုက်ခင်ကတွေက PDF တွေကအခက်ခဲတဲ့ကြားကနေထိန်းချုပ်ထားနိုင်ခဲ့တဲ့နေရာတွေဖြစ်နေတာပဲဆိုတော့သူတို့တက္ကတာဟာကိုရင်တက်ယူထားတဲ့နေမြေကိုယ့်ရခံတက်လို့ဖြစ်နေတာပေါ့ဒါဆိုရင်ဒါက TNL ကအစ်စ်တက်ယူထားတဲ့နေရာမဟုတ်ပဲမဟာမိတ်တစ်ခွဲ့ဆေးကနေဟုတ်တယ် လွဲပြောင်းယူရဲဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့အဲ့ဒီအချက်ကအချင်းတွေကိုပို့ပြီးတော့တင်းမာစီမှာပဲကိုယ်တိုင်အသက်ထွေးချွေးနဲ့ယင်ပြီးထိန်းချုပ်ထားတဲ့နေရာကိုမဟာမိတ်တစ်ခွေကလာပြီးဖဲ့ပေးလို့ပြောတဲ့အခါလက်ခံဖို့ခက်ခဲမှတိချားလိမ့်ရှင်ဟုတ်ပါတယ်မြေပြင်တရင်းမျိုးတွေရဲ့ပြောကြားချက်အရအခြေအနေကတိထက်တောင်းပို့ရှုပ်ထွေးတယ်တီအန်အယ်ကဒီနေရာတွေကိုသူတို့တပ်ဖွဲ့တွေနဲ့အစားထိုးပြီးရင် အာနာသိန်းစေကောင်းစီတပ်ကိုပြန်လွဲပေးဖို့စီစဉ်ထားတယ်ဆိုတဲ့စိုးရင်မှုတွေဆွဆွဲချက်တွေအထီးကောင်ရှိနေတယ်။ဒီဆွဆွဲချက်တွေကိုပို့ပြီးအားကောင်းစေတဲ့အချက်အလက်ကတော့စစ်ကောင်စီတပ်သားအင်လာ၈၀၀လောက်ဟာမိုးကုံမြို့နယ်စွမားမိုင်လောက်ပဲဝေးတဲ့ရှမ်းလန်းစုံဆိုတဲ့နေရာမှာရောက်ရှိနေပြီဆိုတဲ့သတင်းပဲ။ခဏလေးဒါဆိုရင်အချိန်နဲ့တော်လိုင်းရဲတက်တီကစစ်ကောင်စီတက်ကိုတိုက်ထုတ်တာမဟုတ်ဘဲတော်လိုင်းရဲတက်တဖွဲ့ကနောက်တဖွဲ့ကိုနေရာဖဲ့ခွင်းပြီး စစ်ကောင်စီတပ်ကလမ်းကြောင်းရှင်းပြနေတယ်ဆိုတဲ့ပုံစံဖြစ်နေတာလားပိုဆိုတာကတရင်ရင်းမြတ်တွေအရာ TNL က86ကောင်စီတပ်တွေဝင်လာမဲ့လမ်းကြောင်းကိုလုံခြုံရေးယူပေးထားတယ်ဆိုတဲ့အထိပြောဆိုနေကြတာဒါကတော့တော်တော်လေးကိုနားလဲရခက်တဲ့အခြေအနေပဲနော်ဒါကြောင့်ဝေဒီထုဖြက်ကအယန်းကိုတိတ်မွေပြီးအငင်းပွားဖွယ်ရာဖြစ်နေတာပေါ့တရားဝင်ထုပြန်ချက်တွေမရှိတဲ့အတွက်အားလုံးကကောလာဟလာအမန်ဂေလာဆိုတာကိုမဝေခွဲနိုင်ပဲဖြစ်နေကြတယ် ါပေမဲ့မြေပြင်မှာတော့တင်မာမှုကအမြင့်ဆုံးအခြေအနေကိုရောက်နေပြီဒီပြဿနာကမိုးကုတ်တနေရာထဲမှာပဲကွာထစ်နေတာလားဒါမှမဟုတ်ပုံစံတူထည့်ရတဲ့တခြားနေရာမှာတော့ရှိနေသေးလားရှင်မိုးကုတ်တနေရာတဲ့မဟုတ်ဘူးဗျာအိမ်နေချင်းမိုးမိတ်မျိုးနယ်မှာလည်းအလားတူအခြေအနေတွေဖြစ်ပေါ်နေတယ်လို့သတင်းရင်းမြစ်တွေကဆိုတယ်မိုးမိတ်မျိုးနယ်ထဲမှာလှူရှားနေတဲ့တော်လိုင်းရဲ့တပ်ဖွဲ့တွေကို မြို့ထဲကနေရှောင်ထွက်ပေးဖို့ TNDL ဘက်ကတောင်းဆိုမှုတွေရှိနေတယ်လို့သိရတယ်ဆိုတော့ ဒါတနေရတဲ့ဖြစ်ရမို့ပဲပိုကျေပြန်တဲ့မဟာပြူဟာတစ်ခုရဲ့အစိတ်ပိုင်းဖြစ်နိုင်တယ်လို့တုံတက်ရမှာပဲဒီလိုအခြေအနေမှာ PDF တင်နေမဟာမိတ်ဖွဲ့ထားတဲ့ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဥပမာ KIA တို့ AVSDF တို့လိုအဖွဲ့တွေရဲ့ယက်တီချက်ကဘလို့ရှိမလဲသူတို့ကဒီအခြေအနေကိုဘလို့မြင်လဲရှင်ဟာတရင်ရင်းမြစ်မှာမဟာမိတ်တဖွဲ့တွေရဲ့ရှုမြင်ပုံကိုဖော်ပြထားတာကစိတ်ဝင်စားစရာကောင်းတယ်သူတို့ရဲ့ပြောကြားချက်အရာ TNL ကိုအတူတိုက်ပွဲဝင်ခဲ့တဲ့မဟာမိတ်အဖြစ်သဘောထားဆဲဖြစ်တဲ့အတွက် TNL ရဲ့လုံခြုံစင်တွေကိုဝင်ရောက်ဆက်ဖက်ဖို့အစီအစဉ်မရှိဘူးလို့ဆိုတဲ့ဒါပေမဲ့တစ်ချိန်တည်းမှာပဲစစ်အာဏာရှင်စစ်နစ်ကိုတော့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ခိုင်မာပြောထားတယ်။ဒါကအင်မတန်တာဏမန်ဆန်နဲ့ပြောဆိုချက်ပဲ။ဒါပေမဲ့မဆွက်ဖက်ဘူးလို့ပြောလိုက်တာကလက်တွဲမှာ TNL ကိုအလွတ်ပေးလိုက်တာနဲ့အတူတူပဲမဟုတ်ဘူးလား။ပါဝါနိုင်ငံရေးမှာကြားနေပဲဆိုတာကအာကြီးတဲ့ဘက်ကိုအနိုင်ပေးလိုက်တာမျိုးဖြစ်မသွားနိုင်ဘူးလား။ ဒါကတော်တော်လေးအကျိတ်ရိုက်စေမယ်ရက်ဒီချက်ပဲဒါကထူးထူးရင်ဆိုင်နေရတဲ့ချက်ဒီပဲပေါ့တဖက်မှာဆယ်စုနှစ်ဒီနဲ့ချီပြီးတိဆောက်ထားတဲ့တိုင်းရင်သားလက်နက်ကန်အဖွဲ့တွေကြကမဟာမိတ်ဆက်ဆံရေးကိုမဖြိုခွဲ့ချင်ဘူးအထူးသဖြင့်စစ်ကောင်စီလိုပုံရံသူရှိနေချိန်မှာပေါ့ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ကုမျိုးစီရှိမှဖြစ်နေတဲ့မဟာဗျူဟာရအရေးပါတဲ့နေမျိုးတွေလက်လွတ်ဆုံးရှုံးသွားနိုင်တဲ့ချိန်တွေကိုလက်ပိုက်ကြည့်နေရသလိုဖြစ်နေတယ်သူတို့တက်ကတော့ကျိုးတန်းပေါ်လမ်းလျှောက်နေရသလိုပါပဲ။ ဘယ်ဘက်ကိုရင်းလိုက်ရမလဲဆိုတာအင်မတန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်နေတယ်။ Okay အခုမှဇလန်းကတကယ်ရှုပ်ထွေးလာပြီ။အားလုံးမန်နေဂျာမဲ့မိကွန်းကဘာကြောင့်လဲဆိုတာပဲ။ DNA ကစစ်ကောင်စီကိုအတူတိုက်နေတဲ့မဟာမိတ်တွေကိုဘာကြောင့်ဖယ်ရှားချင်ရတာလဲ။တရင်ရင်းမြစ်ထဲမှာတော့လာရှုံးဝဖြစ်ခဲ့တဲ့အဖြစ်ဖြစ်ကိုညွှန်းထားတယ်။အဲဒီမှာဘာတွေဖြစ်ခဲ့လာလဲ။ဒီဖြစ်ဖြစ်ကမိုးကုတ်မိုးမိတ်အခြေအနေတော့ဘလို့သင်ခန်းစာတွေပေးနေလဲ။ဒီချက်ကအခုဖြစ်နေတဲ့ပြဿနာရဲ့အရင်ခံကိုနားလည်ဖို့အဓိကတော့ချက်ဖြစ်နိုင်တယ်ပဲ လာရှော့မှာဖြစ်ခဲ့တဲ့အတွေ့အကြုံကိုပြန်ကြည့်အောင်727 season ရဲ့ကာလတွင်မှာကိုကန့်တာ MDNA ကလာရှော့မြို့ကိုထိန်းချုပ်နိုင်ခဲ့တယ်။ဒါပေမဲ့သူတို့ကမြို့နယ်တစ်ခုလုံးကိုအပြတ်အတတ်မသိမ်းခဲ့ဘူး။မြို့ထက်ကရက်ွက်တချို့နဲ့စစ်ကောင်စီရဲ့အဓိကတပ်စခန်းချက်ကိုခြံထားခဲ့တယ်။အဲ့ဒီခါပါထက်တော့လဲဆိုတော့စစ်ကောင်စီတပ်တွေဟာမြို့ဖြင့်ကိုလည်းထွက်လို့မရမြို့ထံမှာပဲပိတ်မိနေတဲ့အခြေအနေဖြစ်သွားတယ်။အော်နားလည်ပြီ။ဆိုတော့ လာရှိုးမှာစစ်ကောင်စီတက်ကိုပိတ်မိအောင်လုပ်လိုက်တာကစစ်ရဲအရာအောင်ကွဲခံလိုက်တယ်လို့ဖြစ်ပေမဲ့နောက်ပိုင်းနိုင်ငံရဲ့အရာညှိနှိုင်းတဲ့အခါမှာခေါင်းခဲစရာတွေရှုပ်ထွေးမှုတွေဖြစ်လာစေတဲ့ TNL ကအဲ့ဒီရှုပ်ထွေးမှုမျိုးကိုမိုးကုန်းနဲ့မိုးမိမ်မှာမလိုချင်ဘူးရှင်းရှင်းလင်းလင်းပဲလိုချင်တယ်လို့ယူဆလို့ရမလားအထီးကျပဲတရင်ချင်းမြင့်ရဲ့တုံးတက်ချက်ကအဲ့ဒီအကိုင်းပဲလာရှိုးမှာစစ်ကောင်စီတက်တဲ့ပိတ်မိနေတဲ့အကလက်နက်ချရဲ့ညှိနှိုင်းတဲ့အခါမှာ MNDA ဘက်ကအပလော့စီရသွားတယ် ဒါပေမဲ့အဲ့ဒီဖြည့်စင်ကအခြေအများကြီးယူသွားပြီးအယံကိုရှုပ်ထွေးခဲ့တယ်။ TNA ရေကအဲ့ဒီသင်ကန်းစာကိုယူပြီးမိုးကောက်နဲ့မိုးမိန်မှအဲ့ဒီရောအခြေအနေမျိုးထပ်မဖြည့်ချင်ဘူးလို့ယူဆနိုင်တယ်။ဒါကြောင့်မြို့တစိတ်တစ်ပိုင်းကိုထိန်းချုပ်တာမျိုးမဟုတ်ပဲမြို့နဲ့တစ်ခုလုံးကိုသူတို့လက်ထက်အဖို့တောင်းဆိုတာဖြစ်နိုင်တယ်။ဆိုလိုတာကစစ်ကောင်စီတက်တယ်လုံးဝထွက်သွားမလား။ဒါမှမဟုတ်သဘောတူညီမှုနဲ့ပြန်နေရယူမလား။ဘာပဲဖြစ်ဖြစ်ကြားမှာပိတ်မိနေတဲ့တက်တွေမရှိတော့ဘူး။ဒါကစစ်ရေးပနိုင်တဲ့ နိုင်ငံရေးရအပိညူလော့ဖို့ပိုလေကူတဲ့အခြေအနေကိုဖန်တီးချင်တဲ့သဘောပဲဒါနမဟာဗျူဟာရတွက်ချက်မှုတစ်ခုပါဒါပေမဲ့ပိုရိုးရှင်းတဲ့အရှင်းပြချက်တစ်ခုကတော့မဖြစ်နိုင်ဘူးလားရှင့်ဥပမာဂျာဟာနိုင်ငံရေးထက်ဒီနေမြင့်ရဲ့အဓိကကြတဲ့တက်ရင်စတာအထူးသဖြင့်ကြောက်မြတ်လုံငန်းနဲ့အုပ်ချုပ်ရေးကိုတည်လဲကတူဦးရဲချုပ်ကင်ခြင်းလို့ဖြစ်နေတယ်။နေမြေလူပွေတသက်ပဲဆိုရင်ကောဒါလည်းလုံးဝဖြစ်နိုင်တဲ့ရှုတောင့်တစ်ခုပဲဗျ။စည်ရေးလှူစားမှုတွေရဲ့နောက်ွယ်မှာ စီးပွားရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာရည်မှန်းချက်တွေအမြဲတမ်းရှိနေတတ်တယ်။အထူးသဖြင့်မိုးကုတ်လိုကဘာကျော်ကြောက်မြတ်ထွက်တဲ့နေရာမျိုးမှာပေါ့။ TNLA ရဲ့အနေနဲ့သူတို့ရဲ့ပလောင်ပီနဲ့ထူထောင်ရေးရည်မှန်းချက်တဲ့ဒီလိုအရေးပါတဲ့မျိုးတွေကိုသူတို့တဖွဲ့တဲ့ထိန်းချုပ်မှုအောက်မှာရှိစေချင်တာတပွားပါကြပါလေ။ PDFD နဲ့အာနာခွဲဝေရတာထက်ဆိုင်ရင်သူတို့တဖွဲ့တဲ့အုပ်ချုပ်ရေးရန်တရာတစ်ခုလုံးကိုထိန်းချုပ်ချင်ပါလေ။ ဒီတော့လာရှိုးတင်ခန်းစာဆိုတာကအပေါ်ရန်အကြောင်းပြချက်တစ်ခုဖြစ်ပြီးတကယ်ရည်ရွယ်ချက်ကနယ်မြေနဲ့ထက်ရင်စာတာကိုတူးတဲ့ချုပ်ကင်ဖို့ဆိုတဲ့တွန်းတက်ချက်ကလည်းမားတယ်လို့ပြောလို့မရပါဘူး။ဒါဆိုရင်အကြောင်းရင်းနှစ်ခုကထင့်နေလေလို့ပြောရမလို့ပဲနော်။တစ်ခုကနိုင်နေရေးရရှင်းလင်းတဲ့အခြေအနေတစ်ခုကိုဖန်တီးခြင်းတာနောက်တစ်ခုကအုပ်ချုပ်ရေးနဲ့စီးပွားရေးအရာတူးတဲ့ချုပ်ကင်ခြင်းတာဘလိုပဲဖြစ်ဖြစ်ဒီလိုရက်ကတော်လန်ရေးအနာစုတွေကြာကညီညွတ်မှုကိုတော့အကြီးကျယ်ထိခိုက်စေတာအမှန်ပဲ။ဒါဆိုရင်အခုလက်ရှိအမျိုးပြင်းခြင်းတွေကဘလိုရှိနေလဲ။ TLA ကဖယ်ဟိုင်းနေ PDF တွေကတော့တကယ့်ဖယ်ပေးလိုက်ပြီလား November လ24ရက်နေ့အထိရရှိထားတဲ့သတင်းတွေကတော့အခြေအနေက တော်တော်လေးကိုတင်းမာနေစေပဲမိုးကုန်းနဲ့မိုးမိတ်မှာစစ်ကောင်စီရဲ့ဌာနဆိုင်ရာယုံတချို့နဲ့ဝန်တန်းတွေကတော့ရွှေပြုံးသွားကြပြီဒါပေမဲ့စစ်ကောင်စီရဲ့အုတ်ချိုရေးဖွဲ့တွေနဲ့တိုက်ခိုက်ရေးကပ်ဖွဲ့တွေကတော့မြို့တွေထဲမှာဆက်ရှိနေတုံးပဲအရေးကြီးဆုံးအချက်က TNA A ကဆုတ်ခိုင်းနေတဲ့ PDF တရင်တွေ ABSDF ပြည်အပဝင်တော်လန်ကြီးအင်အားစုတွေဟာအဲ့ဒီနေ့အထိအဲ့ဒီမြို့နယ်နှစ်ခုလုံးမှာဆက်လက်တည်ရှိနေဆဲပဲလို့တည်ရတယ်။အိုးဒါဆိုရင်တော့မျက်နှာချင်းဆိုင်အားပြိုင်နေတဲ့အခြေအနေပေါ့တစ်ဖက်ကဖယ်လို့ပြောတယ်နောက်တစ်ဖက်ကမဖယ်လို့လို့တိစိတ်ဆွာနဲ့ယက်တီပြနေတယ်ဒီလိုတိစိတ်ပြီးတင်းမနေတဲ့အားပြိုင်မှုကဖယ်ချင်းမစိုးပောက်ကွဲသွားနိုင်တဲ့အခြေအနေပဲ PDF တွေကသာဆက်ပြီးမဖယ်ပေးဘူးဆိုရင်ဘာဆက်ဖြစ်လာနိုင်မလဲမဟာမိတ်အချင်းချင်းပြစ်ခတ်တိုက်ခိုက်တဲ့အထိဖြုတ်လာနိုင်ရှိလားရှင့် ဲ့ဒီအန်ဒီယေကအမဲရှိနေတယ်ခမညာဒါကတော်လန်ရဲ့အတွေ့အကြီးမားဆုံးအိမ်မဲ့ဆိုပဲအခုလော်လောဆယ်မှာတော့နှစ်ဖက်စလုံးကထိတ်တိုက်ရင်ဆိုင်မှုကိုရှောင်ရှားချင်ကြပုံရတယ်ဒါပေမဲ့ဒီလိုဆက်ပြီးအားပြိုင်နေမယ်ဆိုရင်တော့အချိန်မရွေးမတော်တဆပဋိပက္ခာရီဖြစ်ပွားလာနိုင်တယ်တချိန်တည်းမှာပြည်သူလူထုရဲ့ယုံကြည်မှုကိုလည်းထည့်စင်စားရမယ်ဘာကြောင့်မဟာမိတ်တွေကိုဖယ်ထုတ်ပြီးစစ်ကောင်စီကိုနေရာပေးရတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမပြောနိုင်သေးဘူး တော်လန်ရဲ့တရားမြတ်တာမှုအပေါ်မှာမေကွန်းထုတ်မှုတွေရှိလာနိုင်တယ်။ပြည်သူထောက်ခံမှုကတော်လန်ရဲ့အတက်သွေးကြောဆိုရင်ဒီလိုဖြစ်ရတဲ့ကအဲ့ဒီအတက်သွေးကြောကိုထိခိုက်စေနိုင်ပါတယ်။အကယ်၍စဉ်းစားကြည့်လေထီအခြေအနေကစစ်ကောင်စီအထက်တော့ထိုင်ကြီးနေုံနဲ့အမျက်ထွက်နေတာသူတို့ဘာမှလုပ်စရာမလိုပဲတော်လန်ရဲ့အင်ကားစုလေးကြားမှာအကြောင်းကြီးပေါ်လာလာကိုစောင့်ကြည့်နေုံပဲသူတို့တော့ကရတာဟာမဟာပြူဟာအရာအကြီးမားဆုံးအောင်ွက်တစ်ခုပဲလုံးဝမှန်ပါတယ်ခင်ဗျာစစ်ကောင်စီကဒီလိုအခြေအနေမျိုးကိုအမြဲတမ်းမချိုလင့်နေတာ သွေးခွဲအုပ်ချုပ်ရေးဆိုတာသူတို့ကြွန့်ကျင်နေနှီးပြပါပဲလေအခုကသူတို့ကိုယ်တိုင်သွေးခွဲစရာမလိုပဲတော်လင်းရင်အင်္ဂါစုတွေကြကမတူညီတဲ့ယီမာချက်တွေနဲ့အကျိုးစီးမွားတွေကအလိုလိုသွေးခွဲမှုကိုဖန်တီးပေးနေတယ်လို့ခင်နေတယ်ကျေနိုင်နေရေးအုပ်ချုပ်ရေးနဲ့နယ်မြေထိန်းချုပ်ရေးယီမာချက်ရှိနေတယ်လာရှိုတင်ကန်းစားအရသူတို့ကရှုပ်ထွေးမှုမရှိတဲ့ရှင်းလင်းတဲ့နယ်မြေတစ်ခုကို လိုချင်တယ်နောက်တစ်ပတ်မှာတော့ PDF နဲ့မဟာမိတ်တွေရဲ့စေအာနာရှင်ကိုပုံရံတူဖြစ်ထားပြီးပူပေါင်းတိုက်မယ်ဆိုတဲ့ မူလတော်လိုင်းရေးစိတ်ကြရှိနေတယ်ဒီအမြင်တစ်ခုကြားကအားပြိုင်မှုကမိုးကုတ်နဲ့မိုးမိတ်မှာတဲမာမှုတွေဖြစ်ပေါ်စေပြီးအခုချိန်ထိဘဒုမနောက်မဆုတ်သေးတဲ့အခြေအနေမှာရောက်နေတယ်ဟုတ်ပါတယ်ဒီအားပြိုင်မှုကစကောင်းစီတော့တော့တိုက်ပွဲမှုဝင်ရပြီးအသက်ရှူဖို့ရသွားစေတယ်တော်လိုင်းရေးအကြီးမောင်းဆုံးအားသာချက်ဖြစ်တဲ့စီးလုံးညီညွတ်မှုဆိုတာကိုမေကွန်ထုတ်စရာဖြစ်စေပြီးသူတို့တွေမဟာဗျူဟာရအမြင့်ထွက်စေတဲ့အခြေအနေကိုဖန်တီးပေးလိုက်တယ်လို့ချင်းနေတယ်။နောက်ဆုံးမှာတော့ ဒါတော်လည်းရဲ့ဖွဲ့ရကြမှာဘုံကြီးမှန်းကျက်နဲ့ပတ်သက်ပြီးဘလောက်ဒီတူးကြီးတဲ့သဘောထားရှိတယ်ဆိုတာကိုစမ်းသပ်နေတဲ့အခြေအနေတစ်ခုပါပဲ။တွေကနေမေတစ်ခုကိုလွန်မြောက်စေပြီးတဲ့နောက်မှာအဲ့ဒီနေမေရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသူတို့ရဲ့အမြင်တွေက အခြေခံကြကြကွဲလွှဲနေမယ်ဆိုရင်တော်လည်းရဲ့ဆိုတာရဲ့အတိတ်တွေကတော့ဘာဖြစ်မလဲ။စစ်ကောင်စီကိုအောင်မြင်ပြီးတဲ့နောက်မှာတော့တကယ်တမ်းစီးလုံးကြီးညွတ်တဲ့နိုင်ငံတစ်ခုကိုဘလို့တိဆောက်ကြမလဲ။ဒါကတော့ကျမတို့အားလုံးစက်ပြီးစဉ်းစားရမယ်မိကွန်တစ်ခုပါပဲ။